ဖာပုံမြုံနယ်တွင်စစ်တပ်က BGF နဲ့ပူးပေါင်း၍စစ်ကြောင်းထိုးလာပြီးတိုက်ပွဲများအပြင်းထန်ဖြစ်ကာစစ်တပ်ဖက်မှထိခိုက်ဒေဆုမှုများရှိနေတော်လဲအင်အားအလုံးချင်းဖြင့်ထိုးရဆင်လာနေစေဖြစ်ကြောင်းသိရပါသည်။ကရင်ပြည်နယ်ဖာပုံမြုံနယ်နိုဘောထီရွာကိုစစ်ကြောင်းထိုးလာသည့် BGF နဲ့စစ်တပ်ပူးပေါင်းအဖွဲ့ကို၄ရက်ကြာကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဖက်မှ၁၀ဦးထက်မနည်းထိခိုက်ဒေဆုံးခဲ့ကြောင်းငကနဲ့စစ်ကြောင်းမှစစ်ကြောင်းမှုကပြောပါသည်။စက်တင်ဘာလ22ရက်နေ့ကစတင်ပြီး ဖာဘုံမြို့နယ်노ဘောတိရွာကိုမောင်နှကြိုင်ဦးဆောင်သော BGF အဖွဲ့နဲ့အကြမ်းဖက်စစ်တပ်ပူးပေါင်းထားသောအင်အား300ခန့်မှစစ်ကြောင်းကစစ်ကြောင်းထိုးလာ၍တော်လိုင်းရေးတပ်ဖွဲ့များနဲ့ထိတွေ့တပ်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါသည်။ထိုထိတွေ့တပ်ပွဲသည်စက်တင်ဘာလ26ရက်နေ့အထိဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်ဖက်မှ10ဦးထက်မနည်းထိခိုက်ဒေဆုံးကငကနက်စစ်ကြောင်း Black Dragon Column ဘက်မှလည်းတော်လိုင်းရေးရဲဘော်6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်။ လက်ရှိချိန်တွင်အကြမ်းဖက်စစ်တပ်ဖက်မှစစ်ကြောင်းမတိုးနိုင်တော့လေအင်အားများထပ်မံဖြည့်တင်းနေ၍တိုက်ပွဲများဆက်လက်ဖြစ်ပွားလာနိုင်ကြောင်းတော်လိုင်းရဲဘော်များသည်လည်းစစ်ကြောင်းထပ်မံတိုးလာမည်ကိုစောင့်ကြည့်နေကြောင်းသိရှိရပါသည်စက်တင်ဘာ22ရက်နေ့နာပိုင်းကစပြီးတော့နိုဘော့တီတေးဝါအနီးမှာတိုက်ပွဲဆက်ဖြစ်တာပါ26ရက်နေ့တိုက်ပွဲမှာကျွန်တို့ရဲဘော်တွေထိခိုက်ဒဏ်ရာရလို့တပ်ပြန်ဆုတ်ခဲ့တယ် စစ်ခွေးတွေကကမောင်ဘက်ကနေလာပြီး BDF ကမောင်လှကြိုင်နဲ့ပူပေါင်းပြီးကျွန်တော်တို့ကိုစစ်ကြောင်းထိုးလာတာပါဟုငကနက်စစ်ကြောင်းမှစစ်ကြောင်းဘုတ်တူးကပြောပါတယ်ငကနက်စစ်ကြောင်း Black Dragon Colony ဖာပုန်ခရိုင်တွင်အကြမ်းဖက်စစ်တပ်နဲ့ BDF ပူပေါင်းအဖွဲ့တို့၏စစ်ကြောင်းထိုးမှုများကိုကျင်းပများစွာကြားဖြတ်တိုက်ခိုက်နေသောအဖွဲ့ဖြစ်ပြီးမထောဆင်ဆွဲတောင်တုံးလို Nobody ကတိုင်တိနဲ့ Map Reader စကန်သိမ်းတိုက်ပွဲများတွင်လည်းပူးပေါင်းပါဝင်ခဲ့ကြောင်းသိရှိရပါသည် ရည်ပြင်းတွင်လည်းအကြမ်းဖက်စစ်တပ်ကအင်အားအလုံးချင်းဖြင့်ထပ်မံစစ်ကြောင်းဖုံးရန်ပြင်ဆင်နေခြင်းကြောင့်ခင်းရန်ဖြစ်တင်းရန်နဲ့ဒဏ်ရရဲဘော်များကိုစေဝါကုသရန်စေဝါများလည်းလိုအပ်လျက်ရှိ၍ပြည်သူများပူပေါင်းပါဝင်ကြရန်မြစ်တရက်ခံကြောင်းငကရက်စစ်ကြောင်းမှစစ်ကြောင်းမူဘူတတုကဆက်လက်ပြောဆိုပါရယ်။ကျန်းဖို့ပါတီတို့မရောက်နိုင်စေလို့သည့်စစ်ဘိုလ်ချုပ်ကြီးများအတွက်ရုပ်ောက်ပွဲဝင်ပြီးကုန်ကြစေနဲ့မဲဆွယ်စီယုံရင်စေများအပီးစီယူဆောင်လာသည်ဟုသိရှိထားကြောင်းကြန့်ခိုင်ရေးပါတီတွင်ရင်းမြစ်ကပြောဆိုပါရယ်။ စစ်တပ်မှလက်ရှိတာဝန်ထမ်းဆောင်နေသောညိုစောအောင်လင်းတွေမြာထွန်းဦးတရားဆောင်နဲ့ဒုတိယဘုချုပ်ကြီး6ဦးဖြစ်ကြသည့်စစ်တပ်ကကွေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဟောင်းဒုတိယဘုချုပ်ကြီးကာမြန်တန် OTS 66အမှတ်30စင်ရဲ့ထူးဖွဲ့မှုဒုတိယဘုချုပ်ကြီးတေစာကျော် DSA 28အမှတ်60စင်ရဲ့အထူးဖွဲ့မှုဒုတိယဘုချုပ်ကြီးတပ်ပုံ DSA 29စစ်ရဲချုပ်ဒုတိယဘုချုပ်ကြီးဖုံမြတ် OTS 73စစ်ရထူးခန့်ချုပ်မှဒုတိယဘုချုပ်ကြီးလင်းအောင် DSA 26တပ်မတော်စစ်စေးရေးနဲ့စစ်ရဲချုပ် ကြီးရည်လေးဒုဗိုလ်ချုပ်ကြီးစိုးတက်နိုင် DSA 31တို့အပါဝင်မရောက်နိုင်ဆင်းလို့လိုက်တော့စစ်တပ်အရာရှိများဌာနဆိုင်ရာအရာရှိများမှကျန်းဖို့ပါတီမှတဆင့်ရွေးကောက်ပွဲဝင်ကြပြီဖြစ်ကြောင်းထို့သောရွေးကောက်ပွဲဝင်ရာတွင်၎င်းတို့ရွေးကောက်ပွဲဝင်ပြီးကုန်ကြစေများနဲ့မဲဆွယ်စည်းရုံးစည်းအများကိုပါတပါတဲ့ယူဆောင်လာပြီးကျန်းဖို့ပါတီကမိဒီကုန်ကြမှုမှထပ်မံဆိုင်ဆရာမလို့ကြောင်းတရှိရပါတယ်တက်ကလာတဲ့ကိုစလေလောင်းတွေကမဲဆွယ်စည်းရုံးရေးစရိတ်ကဆလို့ကိုစလေလောင်းစည်းအကုန်လုံးတပါတဲ့ယူလာတယ်လို့သိရတယ် ပါတီဘက်ကဘာမှစိုက်ထုတ်ဆရာမလို့ဘူးလို့တီးရတယ်။လူတွေရောငွေကြေးတွေရောတပါးတည်းပါတာ။နောက်ပြီးသူတို့ရုံးအဖွဲ့တွေနဲ့သူတို့လာကြတာ။ပါတီဘက်ကဘာမှစီစဉ်ပေးဆရာမလို့ဘူး။ဥပမာဆိုရင်ဘူချုပ်ကြီးအောင်လင်းလွေးဆိုရင်ရုပ်ောက်ပွဲဝင်ဖို့အတွက်သူ့ရဲ့ကိုယ်ရေးအရာရှိအဖွဲ့နဲ့ရုံးအဖွဲ့ကပါတီကိုလာပြီးကိုယ်ရေးအချင်းဖြည့်တာလူဝတ်တဲ့ဆရာဆရာလာတင်တာတွေလုပ်တယ်။သူတို့လူကြီးလာရင်ရုံးထိုင်မဲ့နေရာခန်းကစပါတီဌာနချုပ်မှလာကြည့်ပြီးစီစဉ်တယ်ဟုတ်။ကြံ့ခိုင်ရေးပါတီတရင်ချင်းမြက်ကပြောဆိုပါတယ်။ လက်ရှိကြံခိုင်းပါတီတွင်အမလောင်းမြရွေးချယ်မှုနှင့်ပတ်သက်၍လကောက်ရွေးကောက်ပွဲအပြီးဖြစ်ပေါ်လာနိုင်သောအခင်းကျင်းများနှင့်ပတ်သက်၍မြောက်နိုင်ကပင်အဆဆရရစီစဉ်ညွှန်ကြားနေပြီးပါတီဥက္ကဋ္ဌခင်ကြီးဘိုးအလုံးမှုဆောင်နှင့်မြောက်နိုင်တို့ကြားဓာတ်ရိုက်ညွှန်ကြားမှုခံယူလို့ဆောင်နေကြောင်းသိရှိရပါသည်ပါတီကတချို့ရဲ့ညွှန်ကြားမှုခံယူလို့နေတယ်လို့ဒီလိုပဲပြောလို့ရတယ်ဘိုးကော်မတီစစ်တော်မှတိခွတ်မရှိတော့ဘူးတချို့ကိစ္စတွေကဥက္ကဋ္ဌစီစီနဲ့တချို့ကြားမှာဓာတ်ရိုက်လုပ်နေကြတာဟုစံခါရေးပါတီတရင်ရင့်ကပြောဆိုပါတယ် ်အချမ်းပဲစကောင်းဆောင်မရောက်နိုင်အမိဖြစ်ကျက်ဖို့ပါတီတို့ဗိုလ်ချုပ်ကြီးအဆင့်မှအောက်ခြေအဆင့်အထိစစ်ရရှိများရုံးအုံနဲ့တက်ချက်ကြီးစီရင်များပါမကြံစုပေါင်းအင်အား489ဦးပြောင်းရွှေ့လာကြောင်းသိရှိရပါတယ်ရင်းမြုံနယ်အာယူတောင်ရွာထိပ်ဝါချောင်းတောင်အောက်တွင်ကင်းလာထောက်သည့်စစ်တပ်ဖက်မှစစ်သား၄ဦးကိုပြစ်ခတ်ရှင်းလင်းကြောင်းသိရပါတယ်မွန်ပြည်နယ်ရင်းမြုံနယ်အာယူတောင်ရွာထိပ်ဝါချောင်းတောင်အောက်တွင်ပွင့်ကဲလာထောက်သည့်အကြမ်းဖက်စစ်သားနှင့်အပေါင်းပါ၄ဦးတို့ကိုပြစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်းရဲဘူးတပ်ဖွဲ့၏ခေါင်းဆောင်ကပြောပါသည် အော်တိုဘားလတရနေ့ညနေပိုင်းအချမ်းဖက်စစ်တပ်၏ရှေ့ပြေးကင်းထောက်လာသည့်စစ်သားလေးဦးကိုပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီးအချမ်းဖက်စစ်အုပ်စုနှင့်လည်းတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဆိုပါအချမ်းဖက်စစ်တပ်၏စစ်ကြောင်းသည် DKB ရဲ့ဖွဲ့နယ်ပူးပေါင်းကစစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်းသိရှိရပါသည်ကျွန်တော်တို့နဲ့သူတို့ point ချထားတဲ့၄ယောက်နဲ့တိုးတော့ point ချထားတဲ့၄ယောက်တော့အဲ့ဒီမှာပဲပွဲချင်းပြီးပြစ်နိုင်ခဲ့တယ်ဒါပေမဲ့တနက်တော့မကောက်နိုင်ခဲ့ဘူးသူတို့ကပျောက်ကြားကစားတာဆိုတော့သူတို့ဘက်ကအင်အားများတယ်၄၀ကျော်50ဝန်းကျင်လောက်တော့ရှိမယ်တိုက်ပွဲဖြစ်တဲ့နေရာကတော့ အာယူတောင်ရွာထိပ်ဘုံကြီးကျောင်းဝါကျောင်းတောင်မော့အဲ့ဒီမှာဖြစ်တယ်ဟုရေဘလူးတက်ဖွဲ့တည်ရင်မှုကပြောပါတယ်အာယူတောင်ရွာထိပ်ဝါကျောင်းတောင်အောက်တွင်အကြံဖက်စစ်သားများနဲ့ရေဘလူးအဖွဲ့တော်သည်မကြာခဏတိုက်ပွဲဖြစ်ပွားလေးရှိတဲ့နေရာဖြစ်ကြောင်းအကြံဖက်စစ်တပ်ကစစ်ကြောင်းများထိုးရောက်ရင်း DKB ရဲ့ဖွဲ့နဲ့ပူးပေါင်းကစစ်ကြောင်းထိုးလေးရှိပြီး DKB ရဲ့ဖွဲ့သည်အကြံပဲစစ်အာဏာသိမ်းပြီးတဲ့နောက်တွင်အကြံပဲစစ်တပ်၏ပူးပေါင်း၍အကြံဖက်လုံငန်းများကိုလုဆောင်နေခြင်းဖြစ်ပါသည်။ DKB ရဲ့ဓမ္မစစ်တပ်ဘက်တစိတ်စကားဆက်နဲ့ပေါင်းတဲ့ကောင်နဲ့စကားဆက်နဲ့ပူးပေါင်းပြီးတော့ထိုးတယ်။ ူတို့ဘက်ကဒီဓမ္မစကြာဘက်တစိ DKBA ကစကားစနဲ့ပေါင်းနေတာအာဏာသိမ်းပြီးကလေးကနောက်ပိုင်းမှာပေါင်းပြီးတော့သူတို့ကလှုပ်ဆောင်နေလေဆိုရင်တချို့ကရင်ဒေသတွေမှာဆိုလို့ရှိရင်ကရင်တရားတွေမှာဆိုလို့ရှိရင်သူတို့ကပို့ပြီးတော့လမ်းကျွမ်းနေလမ်းကျွမ်းတော့စကားစကားနေမြေရှင်းလင်းမှုတွေပြုလုပ်တဲ့အချိန်မှာသူတို့ကိုပြန်ပြီးတော့အုံချတယ်စကားစကားသူတို့ကိုဂိတ်တွေလုပန်ခွင့်တွေပြည်အောင်စုလမ်းမကြီးပေါ်မှာအခွန်ကောက်တွေကောက်ဖို့အတွက်လုပန်ခွင့်တွေစကားစဘက်ကပြန်ပေးတယ်ဒီကောင်တွေကတော့ကြုံခံနေတာပေါ့စကားစမှာအခုရေဘလူးတက်ဖွဲ့တရင်မှုကပြောပါတယ် ရေဘလူဖွဲ့ရှင်းလင်းခံလိုက်ရသည့်အချမ်းပစစ်တပ်ဖက်မှပွိုင်းထောက်သူ၄ဦးတွင်အချမ်းပစစ်သားများပြင် DKB ရဲ့တပ်ဖွဲ့ဝင်များလည်းပါဝင်နေကြောင်းရေဘလူဖွဲ့ထံမှစုံစမ်းသိရှိရပါတယ်။မြောက်ရီရေမှုအုံနောက်ပေးကြောပြတ်သေးဆုံးကြောင်းသိရပါတယ်။တပ်ဖွဲ့တွေဖြစ်နေတဲ့ကရင်ပြည်နယ်မြောက်ရီမြို့ကမြို့နယ်ရေးတပ်ဖွဲ့မှုရေမှုအောင်နိုင်ဦးဟာမနေ့ညကအုံနောက်ပေးကြောပြတ်ပြီးသေဆုံးသွားတယ်လို့မြောက်ရီမြို့ကတချို့ကအတည်ပြုပြောကြားပါတယ်။ရေမှုအောင်နိုင်ဦးဟာအော်တိုဘားလ၁ရက်ညတနိုင်ခန့်ကမြောက်ရီစေယုံမှာသေဆုံးခဲ့တာလို့သိရပါတယ်။ မြောက်ဒီမျိုးဟာမြောက်ဆောင်တပ်ခလာရနှစ်ခုငါတရင်ကိုတော်လှန်ရေးတပ်တွေတိမ့်ပိုက်ထိန်းချုပ်ထားစဉ်နဲ့2024မတိုင်မီမှာမြို့ကိုကရင်နယ်ခြားဆောင်တပ် BGF ကအဓိကထိန်းချုပ်ထားပါတယ်။အဲ့ဒီကာလတွေမှာတော့မြို့ပေါ်မှာရဲနဲ့စစ်သားတွေမတွေ့ရတော့ဘဲရဲတွေဟာရဲစခန်းထဲကအပြင်မထွက်ရတဲ့အထိနေခဲ့ရပါတယ်။နှစ်ခုငါတရင်ထဲကိုစစ်ကောင်စီတပ်သားတွေပြန်ရောက်ပြီးနောက်ပိုင်းမှာတော့ရဲတွေဟာမြောက်ဒီမြို့ပေါ်မှာလှုပ်ရှားလာပြီးပေါ်တာဆွဲတာနဲ့ CDM တွေဖမ်းဆီးတာတွေစတင်လုံဆောင်လာတာဖြစ်ပါတယ်။ ပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေလို့တော်လိုင်းရဲ့တပ်တွေကရက်စကန်ကို drone နဲ့ဘုံကျဲတိုက်ခိုက်တာတွေနှစ်ကြိမ်ထပ်မံလုပ်ခဲ့ပါသေးတယ်။2024ဒီဇင်ဘာလ28ရက်ကလည်းမြောက်ပြည်မြို့မှာရက်စကန်ကို drone နဲ့ဘုံကလုံးကျဲချတ်တိုက်ခိုက်ခဲ့လို့ရဲသုံးဦးတန်ရာရခဲ့ပါသေးတယ်။ဗမော်တိုက်ပွဲပြင်းထန်နေပြီး KIA ကစီးရအရာအရေးပါသည့်နေရာချုပ်ကိုပြန်လည်ထိန်းချုပ်နိုင်ကြောင်းသိရပါတယ်။ကချင်ပြည်နယ်ဗမော်တွင်စစ်ကော်မရှင်နဲ့ KIA တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီးဗမော်မြို့တွင်ရှိနေရာချုပ်ကို KIA ကပြန်လည်ထိန်းချုပ်ထားကြောင်းသိရှိရပါတယ်။ အောက်တိုဘာလ၁ရက်နေ့တွင်တုံးမှန်ရွှေပြည်သား KBC ဖျားကြောင်ကခရိုင်အေတပ်များကပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်းဒေတာရင်းသတင်းရင်းမြစ်ထံမှသိရှိရပါသည်။ပြီးခဲ့သည့်စက်တင်ဘာလ၂၄ရက်နေ့ကခစ်တာဆုတ်ခွာခဲ့ရသည့်အဆိုပါဖျားကြောင်ကို၆ရက်ခန့်ထိုးစစ်ဆင်ပြီးနောက်ခရိုင်အေကပြန်လည်တည်ယူလက်ခြင်းဖြစ်ပါသည်။စစ်တပ်ကလည်းထိုးစစ်နေတဲ့နေရာတွေရှိတယ်လို့ခရိုင်ဘက်ကလည်းထိုးစစ်နေတာတွေရှိတယ်။မြို့တခုလုံးရဖို့မှာစစ်တပ်ကသရုတ်တက်ချင်းချင်းချိတ်ဆက်မိပြီးတက်ဘွဲပြန်ဆောက်ရတယ်လို့ဖြစ်ခဲ့ရပါတယ်လို့ထင်ပါတယ်။ ်ခရိုင်ဘက်ကလုံးဝမလျှော့ခဲ့ပါဘူးတချင်စေးတရင်ရင်းတွေကပြောပါတယ်ဗမော်စစ်မြေပြင်စစ်တရင်မဆာယာစစ်တပ်နဲ့ဆက်သွယ်ရေးတပ်စတရယာ၅ဘက်မှစစ်ကြောင်း၂ကြောင်းခွဲ၍ထိုးစစ်ဆင်တိုက်ခဲ့ပြီးနောက်စကားကုန်းကိုပြန်လည်ရယူခဲ့ကြောင်းသိရပါတယ်ဗမာမျိုးကိုထိုးစစ်အနေထားနဲ့စစ်ဆင်ထားချိန်တွင်စစ်ကောင်မရှင်ကစစ်ရရင်အုပ်စုကိုစေလွှတ်ပြီးလူဝင်အဖျက်ကလက်နက်ခဲယမ်းများပါဖြစ်တင်းခဲ့သည့်အတွက် KIA ကထိ ंछ ုံနေရာချုပ်ကိုလက်လွတ်ခဲ့ရပါတယ်။စစ်ကောင်မရှင်ကစစ်ရရင်အုပ်စုတွင်ပါလာသည့်လူဝင်အဖျက်ရွှေကူမြို့ရှိရှေကုတ်စခန်းချုပ်ကိုပါ ခံစစ်အနေထားမှတိုက်စစ်ပုံစံပုံဖော်စုဖွဲ့ခဲ့ပါတယ်။ထို့ပြင်စစ်ကော်မရှင်ကဗမော်မြို့တွင်းပိုင်းကိုပါစစ်ရန်အားဖြန့်ကျက်ပြီးထိုးစစ်ဆင်လာသည့်အနေထားတိရောက်ခဲ့ပြီး KIA နဲ့ထိတွေ့တပ်ဖွဲ့များပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။မြောက်စားအမြောက်တပ်အနီးပစ်ခတ်မှုများရှိနေပြီးစစ်ကော်မရှင်ကအင်အားတိုးချဲ့နေကြောင်းသိရပါတယ်။ AOD တိုင်းရေကြီးမြို့နယ်မြောက်စားအမြောက်တပ်အနီးပစ်ခတ်တိုက်ခိုက်မှုများနေ့စဉ်ရှိနေကြောင်းသိရပါတယ်။ပြီးခဲ့သည့်စက်တင်ဘာလ28ရက်နေ့ကအထိ အာမန္တသုံးလေးလေးအနီးပြစ်ခတ်တိုက်ခိုက်မှုများရှိနေပြီးအမြောက်တပ်မှလက်နက်ကြီးများဖြင့်ပြစ်ခတ်ခဲ့ကြောင်းသိရပါဗျ။ရေချီနားကရွာတွေကိုလေကြောင်းပုံကျဲတာနဲ့အမြောက်တပ်ကလက်နက်ကြီးဖြစ်ကူတွေတုံပြီးနယ်မြေရှင်းလေးရေလုထားတယ်။ငတိုင်းချောင်းဘက်ဆစ်ဆောင်နေသူတွေကိုလည်းအေးနဲ့ပတ်သက်မှုရှိလားစစ်ဆေးကြမ်းနေတယ်ဟုရေချီဒေသခံတို့ကပြောပါဗျ။စစ်ကောင်ရှင်ကကြုံပြော်တပ်မှထုံထုံအင်အားနဲ့စစ်မှုထမ်းတင်တာတင်နာသားတင်များကိုအမြောက်တပ်အာမဒသုံးလေးလေးအတွင်းသို့စစ်ရင်သားများဖြင့်အင်အားဖြည့်မှုများရှိကြောင်းဒေသတွင်းသတင်းရင်းမြစ်များထံမှသိရပါဗျ။ အနောက်တောင်တိုင်းစစ်ဌာနချုပ်နတ်တခအနေဖြင့်မုံရပဒေဤလမ်းပိုင်းကိုလက်မလွတ်ရရေးအတွက်ရေချီနဲ့လေးမျက်နှာကိုအင်အားဖြည့်တင်းနေပြီးအနီနာကြည့်ရောများကိုပါလည်းမြင်ရှင်းလင်းရေလှုပ်ဆောင်နေကြောင်းသိရပါတယ်။ယူကောက်ပွဲမှာတန်ခင်းရေချီနဲ့လေးမျက်နှာကိုအပြည့်ဝထိန်းချုပ်နိုင်ရေးစီမံမှုများရှိနေပြီး AAE ပြည်မနဲ့ချိတ်ဆက်ထားသည့်မကြီးစင်ပဒေါန်းပဒန်းတက်နယ်များတွင်မကြီးစင်ဘုံမီဘက်မှလွှဲ၍ကျံဝင်ပေါက်နှစ်ခုတွင်စည်ရဲတင်းမှာကဆင့်အားအလွန်ကျွံတုံလာကြောင်းသိရပါတယ်။ပဒေါန်းတက်နယ်တွင်လည်း တောင်ကုန်တောင်ကြားလမ်းကိုစိုးမိုးနိုင်ရေးအ धिक သတင်းများကိုပိတ်ဆို့ပြီးတန်ချက်ကာကြီးများပါဆေးအုပ်စုကအင်အားဖြည့်တင်းထားကြောင်းသိရှိရပါသည်